ကိုယ်ကိုအမတ်တမဲမနေနဲ့ငါလုံးနေတာကံနေလုံးနေတာကောင်းတဲ့ကံလားဆိုတဲ့ကံလားသိဖို့တိုးတယ်ပေါ့စိတ်ကူးယုံနေတယ်မဲအကုသိုလ်ဖြစ်တာရှိတယ်စိတ်ကူးယုံနေပဲကုသိုလ်ဖြစ်တာရှိတယ်အဲ့ဒါကိုသတိထားဖို့မနောကံဆိုတာအလွန်သိမ်မွေးတယ်စေရဏဟံဘိခွေကမ္မဝရမိလို့ ဆိုကြတော့လဲပဲစေရဏတခုတည်းကို ကံပြောတာမဟုတ်ဘူးမနောကံတို့ကြတော့စေရဏမပါဘဲနဲ့လည်းကံဖြစ်တယ်နော် အထူးသဖြင့်တိမ်မွေးတဲ့မနောကံအကုသို့ကမားလဲလို့ဆိုလို့ရှိရင်အလုံးကိုတိမ်မွေးတယ်ဟာတမလွန်ဘဝကိုမယုံပါဘူးကောင်းတာလုပ်လဲကောင်းတာမဖြစ်ပါဘူးဆိုတဲ့မိစ္ဆာဒိဋ္ဌိအမြင်ပဲဖြစ်တယ်နော်မိဘကို ပြည့်စုံလို့ကျွင်းလို့အကျိုးမရှိပါဘူးမိဘကိုစော်ကားရင်လည်းအပြစ်မဖြစ်ပါဘူးလို့နောက်ဘဝဆိုတာမရှိဘူး ကုသိုလ်အောင်သူတို့ရဲ့အကျိုးမရှိဘူးလို့ဆိုတဲ့ဒီအမြင်ကိုကို့အမြင်ကိုဒီလက်တွေ့ကြတဲ့အမြင်လို့ထင်ကောင်းထင်နေကြလိမ့်မယ်အဲ့ဒီအမြင်မျိုးကိုလက်ခံယုံကြည်ခြင်းနဲ့ပြီဆိုရင်တော့အဲ့ဒါမိစ္ဆာဒိဋ္ဌိပဲမနောကနဲ့မိစ္ဆာဒိဋ္ဌိအဲ့ဒီမိစ္ဆာဒိဋ္ဌိကစေရဏမပါပေမဲ့ကံဖြစ်သွားတယ်အဲ့ဒီကံကအဆိုးဆုံးကံလို့ဒီလိုမှတ်ရအဲ့မနောကနဲ့မှာပဲ သူများပစ္စည်းကိုကြည့်ပြီးလောဘတက်ပြီးကိုယ်ပစ္စည်းဖြစ်ချင်တဲ့အတွေးတွေအပိ္ပာကိုနဲ့မတည့်တဲ့လူတယောက်ဒီလူဒုက္ခရောက်သွားရင် ကောင်းပါပဲခုခေတ်ဆိုရင်တူတယောက်ဒုက္ခရောက်ဖို့အတွက်တန်ရတယ်တောကြတယ်ခေတ်စကားနဲ့ပြောကြရင်အချွန်နဲ့မကြတယ်လို့ဆိုမျိုးတွေပေါ့နော် လူတယောက်ဒုက္ခရောက်အောင်ချွန်တွန်းလှုပ်တာတရားအဲ့ဒါတွေကဒီ စိတ်ထဲကဖြစ်ယုံနေတယ်ဒီလူဒုက္ခရောက်တော့ပါစေဆိုရယ်စိတ်ထဲကဖြစ်ယုံနေပဲဖြာပါထားဆိုရယ်ဒေါသအကုသကံဖြစ်တာအဲ့ဒါစေတနာ မဟုတ်ဘူးဒေါသသာဖြစ်တယ်လောဘကလည်းပဲကံဖြစ်တယ်ဒေါသက